ုကြည့်ရအောင်နော်ကျွန်တော်ဒီမှာနှစ်ပိတ်မှာပရိတ်6ပေါ့နော်နှစ်ပိတ်မှာပရိတ်6ဒီပရိတ်6ဒီကျွန်တော်17နှစ်မြောက်မှာလဲသူကပရိတ်6လို့ရိုက်တယ်ပေါ့နော်နှစ်ပိတ်မှာနောက်17နှစ်မြောက်မှာလဲသူကပရိတ်6လို့နှစ်ပိတ်မှာရိုက်တယ်ပေါ့နော်နောက်17နှစ်မြောက်မှာပရိတ်6ပေါ့နော်ဒါကျွန်တော်ဒါပရိတ်6 4ကက်ရှိရပေါ့နော်နှစ်ကုံမှာရိုက်တာပေါ့နော်ပရိတ်6ပရိတ်6 17နှစ်မြောက်ဒီရိုက်တယ်ပေါ့နော်နှစ်ကုံနေမှာပရိတ်6ပရိတ်6လို့ရိုက်တယ်ပေါ့နော် ဟုတ်ကဲ့အဲ့ဒီတော့ဒီ break 6ရဲ့ဒီ break 6ရဲ့ဘေးမှာရှိရဒီ3 3ညာ1ဆိုတော့ဒီကနန်းလေးကဒီ break 6ကနေကျွန်တော်တို့နှစ်နှစ်ချပြီးရင်သူက6ကြိမ်မှာသူက1ကြိမ်ဆိုပြီးတော့ဒါထွက်တယ်ပေါ့နော်3ညာ39ဆိုပြီးတော့ break 6ရဲ့ဘေးကကနန်းဒီနော်ဒီ break 6ရဲ့နှစ်နှစ်ကျော်6ကြိမ်မှာ1ကြိမ်လာထွက်တယ် အဲ့ဒီလိုထွက်တယ်လို့ပဲကျွန်တော်တို့ဒီမှာ၄ကက်ရှိရမှာနောက်နှစ်ကက်မြောက်မှာလဲသူကဒီပရိတ်6ရဲ့ဘေးက36ခွန်းဆိုရယ်ကနန်းဒီလဲဒီပရိတ်6ရဲ့နှစ်နှစ်ကျော်မှာသူက6ကြိမ်မှာပဲ1ကြိမ်လာထွက်တယ်ပေါ့နော်အဲဒီ36ခွန်းလေးဒီဒီပရိတ်6ရဲ့နှစ်နှစ်ကျော်ပေါ့နော်ဒီမှာအဲ1ကြိမ်လာထွက်တယ်ခွန်း93ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီမှာ3ကက်မြောက်ပေါ့နော်ဒီမှာလဲပရိတ်6ပရိတ်6ရဲ့ပြည့်က၄၃ညနှစ်ဒီလဲကျွန်တော်ဒီပရိတ်6ရဲ့နှစ်နှစ်ကျော်မှာပဲသူက နော်ဝမ်းကျင်းလာထွက်တဲ့ခွန်းတုံညာလေးတို့ဒီလေးတုံညာနှစ်ကိုကျွန်တော်တို့နှစ်နှစ်ကျော်မှဝမ်းကျင်းလာထွက်တယ်ဗောနော်ခွန်းတုံညာလေးဒါဆိုရင်ကျွန်တော်တို့အလဲမှာသူဆက်ပြီးမလားဗောနော်အခုဒီမှာပရိတ်6သူ့ရဲ့ပြီးမှာကျွန်တော်ဒါတုံညာ6ရှစ်ဗောနော်တုံညာ6ရှစ်ဝမ်းကျင်းနဲ့ကျွန်တော်နှစ်နှစ်ကျော်အခုရောက်ပင်ဗောဒီအချိန်6ချိန်မှာကျွန်တော်တို့တုံညာ6ရှစ်ဝမ်းကျင်းဗောနော်တုံညာ6ရှစ်ဝမ်းကျင်းလေးဗောနော်အဲ့တော့တုံညာ6ရှစ်ဝမ်းကျင်း ဝမ်းချိန်ပေါ့နော်3ည6ရှေ့ကျွန်တော်တို့ဝမ်းချိန်ပေါ့ဒီအချိန်မှာကစားရမှာပေါ့နော်ဟုတ်ပြီအဲ့ဒါကြည့်အောင်ကျွန်တော်ဒီ3 3ည1ကိုကျွန်တော်တို့နော်သူကဒီမှာ3ည3ကိုလို့ဝမ်းချိန်ရိုက်တယ်နော်ဒီ3 6ခွန်ကို953လို့ဝမ်းချိန်ရိုက်တယ်4 3ည1ကိုကျွန်တော်ဒီမှာခွန်3ည4ဆိုပြီးတော့ဝမ်းချိန်ရိုက်တယ်ပေါ့နော်အခုကျွန်တော်3ည6 8ကိုကျွန်တော်ဒီမှာဝမ်းချိန်ကစားမယ်ပေါ့နော် တုံညာ68ဝမ်းချင်းကစားမယ်ဆိုတာမိတ်ဆွေတို့အနေနဲ့ကနော်ပရိအပိုင်ရှိတာတို့လုံးပိုင်ရတာတို့ဘောနော်ဒါလုံးပိုင်နဲ့ဝမ်းချင်းကစားဘောနော်ဒီတုံညာ68ဝမ်းချင်းကိုလုံးပိုင်ပရိနဲ့ဒါမိတ်ဆွေတို့အကြိုက်ဘောနော်ဒါဝမ်းချင်းကစားလို့ရအောင် အထောက်အကူဖြစ်စေရယ်ဒါလေးဖော်ပြပေးလိုက်တယ်ဟုတ်ပြီကျွန်တော်ဒီနေရာမှာဒီတုံညာ68နော်ဒီတုံညာ68ဝမ်းချင်းကိုကျွန်တော်ကဒါလေးခဏလေးတော့ကျွန်တော်ညင်နာလေးကိုတော့ကျွန်တော်ဖော်ပြပေးလိုက်မျိုးဘောနော် ျွန်တော်မြင်လာလေးကိုတော့ဖော်ပြပေးလိုက်မယ်အဲ့တော့ကြည့်အောင်နော်ပထမကက်ပေါ့နော်ပထမကက်ပြန်သွားမယ်ကျွန်တော်တို့သုံးသုံးညာတက်ကို1ချင်းတော့သုံးညာသုံးကိုလို့1ချင်းတယ်ပေါ့နော်ပရိတ်နဲ့ပရိတ်နဲ့ဒီကျွန်တော်တို့ဒီဘက်မှာပေါ့နော်ပရိတ်နဲ့ဒီဒီဘက်မှာကျွန်တော်တို့ဒီမှာသူ့ရဲ့နှစ်ဦးဒီခွနှစ်ဖြစ်တဲ့အတွက်ခွနှစ်လို့ရိုက်တယ်ပေါ့နော်နှစ်ဦးဒီခွနှစ်ဖြစ်တဲ့အတွက်ဒီမှာပရိတ်နှစ်လို့ကစားရလား ါဆိုဒုတိယကတ်မှာကျွန်တော်ဒီမှာ36ခွင်ကိုကျွန်တော်ဝမ်းချိန်တော့ဒီမှာပရိငါးဆိုပြီးတော့ခွင်53လို့ဝမ်းချိန်တယ်အဲ့တော့ပထမကတ်လို့ပဲသူ့ရဲ့နှစ်ဦးဒီကျွန်တော်တို့ခွာငါဖြစ်တဲ့အတွက်ဒီမှာပရိငါးလို့ရိုက်တာလားနော်ပထမကတ်မှာကျွန်တော်တို့ဒီမှာခွာနှစ်ဖြစ်တဲ့အတွက်ပရိနှစ်ဒုတိယကတ်မှာကျွန်တော်ဒီမှာခွာငါဖြစ်တဲ့အတွက်ပရိငါးလို့ရိုက်တာဆိုရင်3ကတ်မြောက်မှာလဲကျွန်တော်ဒီဘက်မှာကြည့်အောင် နော်သုံးကမ်းညောင်းမှာဆိုရင်၄တုံညာနဲ့ဝမ်းချင်းကိုသူကဒီမှာခွန်းတုံညာလေးလို့ရိုက်ထားတယ်ဒါဆိုရင်ဒီဘက်နှစ်ကခွတ်သည်ကျွန်တော်ခွတ်တဖြစ်တဲ့အတွက်ဒီမှာပြိတ်တလို့ကစားရလားနော်အဲ့တော့သုံးကက်ရှိပါဘူးခွတ်နှစ်ဖြစ်တဲ့အတွက်ပြိတ်နှစ်လို့ရိုက်တာလားခွာငါဖြစ်တဲ့အတွက်ပရိငါလို့ရိုက်တာလားဒါဆိုသုံးကက်မြောက်မှာလဲ तू ကခွာတက်ဖြစ်တဲ့အတွက်ပရိတက်လို့ရိုက်ခဲ့ပြီဆိုရင်ကျွန်တော်လေးကက်မြောက်မှာဒီမှာခွာရှိ ခွာရှစ်ဆိုရင်ကျွန်တော်တို့ကဒီမှာဗရိတ်ရှစ်လို့ရိုက်မယ်ပေါ့နော်ဗရိတ်ရှစ်လို့ရိုက်မယ်ဗရိတ်ရှစ်လို့ရိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာတုံညာ6ရှစ်ဝမ်းကျင်းကိုဗရိတ်ရှစ်နဲ့ရိုက်မယ်ဆိုရင်နော်တုံညာ6ရှစ်ဝမ်းကျင်းကိုဗရိတ်ရှစ်နဲ့ကစားမယ်ဆိုရင်ကျွန်တော်ဒီမှာကဏန်းလေး3ခွက်ပေါ်ပြပေးထားတယ်ပေါ့နော်ဗရိတ်ရှစ်ဆိုရင်ကျွန်တော်တို့3ခွက်ရှိမယ်ပေါ့နော်တုံညာ6ရှစ်ဝမ်းကျင်းဆိုရင်ကျွန်တော်တို့6တုံညာနဲ့ရှိမယ်နော်6တုံညာနဲ့ရှိမယ် ရှိ6လေးတခွဲရှိမယ်ဒါကြိုက်မှာပါနော်တိုက်ဆိုင်မှာကစားပါနော်800အရှိမှာပေါ့နော်ကျွန်တော်တို့ဒါ36 8ဝမ်းကျိန်းပေါ့နော်အဲ့ဒီမှာကျွန်တော်ကဒီ63ညနေကိုအယောင်ခွဲလေးနဲ့ချေတာပေါ့နော်ဒီ63ညနေလေးကိုတော့မဖြစ်မနေထည့်ကစားပေါ့နော်63ညနေဘာလို့လဲဆိုတော့ကျွန်တော်ကြည့်အောင်နော်63ညနေ ဒီမှာကျွန်တော်တို့ကကနန်းတူကနန်းတွေရိုက်ထားတာရှိတယ်ပေါ့နော်။တော့ဒီ63ညာနဲ့ကျွန်တော်အွက်ရွှေတွေလည်းရှိရနော်ကျွန်တော်စီမှာ။အဲ့တော့ဒီမှာ630 630သူရိုက်ပြီးတော့သူက63ညာနဲ့ဆိုပြီးတော့ဒီမှာထည့်တယ်လို့ကျွန်တော်ဒီမှာလည်း63 63 63လို့ရိုက်ပြီးတော့ကျွန်တော်တို့ကကနန်းတူကနန်းဒီမှာ63ညာနဲ့လို့ကျွန်တော်တို့ကထည့်ကြစားမယ်ပေါ့နော်63ညာနဲ့ နော်အဲ့တော့3963ကျွန်တော်တို့ကဒီ3 6 8 1ချင်းကိုဒီမှာ prediction နဲ့633 633နဲ့ရှိမယ်နော်633နဲ့ရှိမယ်86လေးရှိမယ်800ရှိမယ်ပေါ့နော်633ချင်းရှိမယ်အဲ့တော့6 3 68ချင်းပေါ့အခုကျွန်တော်တို့တွေ့တာ3 68ချင်း681ချင်းပေါ့နော်3681ချင်းပေါ့ တုံညာ68ဝမ်းကျိမှာကျွန်တော်63ညာနေ864တုံညာတုံညာရှိရှိမယ်အဲ့တော့630 630အဘက်လဲတပင်ကျော်ပြန်ကြပြီးအချိန်ကမှာ63ညာနေလို့ရိုက်ထားတာရှိတယ်630 630လို့ကျွန်တော်ဒီမှာတပင်ကျော်သူနဲ့အချိန်ကမှာကျွန်တော်တို့ကတုံညာ68ဝမ်းကျိကို63ညာနေဆိုတော့ပြောင်းထည့်ကစားမျိုးပေါ့နော်63ညာနေအဲ့တော့ဒီ63ညာနေဒီကျွန်တော်တို့ဒါအကွက်ရွှေတွေလည်းရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ဝမ်းကျိနဲ့လည်းကြိုက်တဲ့ကျွန်တော်တို့ဒီမှာခွတ်တေးပရိတ်ခွတ်နှင်းပရိတ်နှင်းနော် ခွာ၅ပရိင္ခွာ၁ပရိတ္ခွာ၈ပရိရှိနော်အဲ့တော့ခွာ၂ပရိနှစ်ဒီကျွန်တော်ဒီဘက်က၈နှစ်နှစ်ကျော်နော်ပရိ၆ရဲ့ပြေ၃တုံညာတက်ကိုဝမ်းချိန်နေခွာ၅ပရိင္ခဒီကျွန်တော်တို့ဒီ၈နှစ်နှစ်ကျော်ပရိ၆ရဲ့ပြေ၃၆ခွင့်ကိုဝမ်းချိန်နေခွာ၁ပရိတ္တဒီကျွန်တော်၈နှစ်နှစ်ကျော်ကပရိ၆ရဲ့ပြေကနန်းကိုဝမ်းချိန်နေဒါဆိုရင်ကျွန်တော်ဒီမှာ ခွာရှိပရိရှိသည်ကျွန်တော်ရှိနှစ်နှစ်ကျော်ကပရိ6ရဲ့ဘေးကဒီ3968ကိုဝမ်းချင်းပြီးတော့ကျွန်တော်တို့ကကနန်းတူကနန်း630 630 63 9 630 630 63နှစ်ဆိုပြီးတော့3968ကိုဝမ်းချင်းပြီးတော့ကျွန်တော်တို့က63နှစ်လေးကိုဒီအချိန်မှာကောင်းကောင်းထည့်ကစားဖို့အတွက်ဒါလေးကိုနော်တိုက်ဆိုင်မှုရှိရင်ကျွန်တော်တို့ပို့ကစားလို့ကြအောင်လို့ဒါလေးကိုစေတနာထားပြီးဖော်ပြပေးလိုက်ပါတယ်ဗျဟုတ်ကဲ့အားလုံးပဲကိုစိတ်နှစ်ဖြာကျမ်းမှချမ်းသာကြပါစေ